တ်နာကြတယ်ဆိုတာတရားဓမ္မတွေကိုယ်တရားနာတယ်ဆိုတာပါပါလိမ့်ကိုယ်ကိုယ်ကိုကဲတင်တဲ့လုံဆိုတဲ့ဥစ္စာမှတ်ပါအဲ့ဒါတရားဓမ္မတို့တရားနာကိုအကြောင်းမြင်ညို့ဘူးတွေ့ရတော့ကိစ္စဝတ်စတွေကများလုံးတို့တရားမနာဖြစ်ဘူးဆိုလို့ချင်းဖြင့်ကိုယ်ကိုယ်ကဲတင်တဲ့လို့မကဲတင်သေးဘူးလို့ပြောလိုက်တယ်အတူတူ ိတ်ကြောက်ရှာကောင်းပါလားတရားဓမ္မတွေစင်ကြီးကကိုယ့်ကိုယ်ကဲတင်တဲ့အလုပ်ကိုဘယ်မှအားမလပ်သေးလို့မကဲတင်သေးဘူးဆိုတော့ကဲဖြစ်ခြင်းလည်းဖြစ်ကြပေစီတော့ဆိုတဲ့အသေးပဲတရားကျွေးရောက်မရောက်ဟုတ်ပါဘူးဩော်ဒါရင်ဘုန်းကြီးတရားဓမ္မတွေမှာမပါသေးဘူးလို့ဆိုရမယ်ဟုတ်ပါဘူးဘယ်လိုဆိုလိုက်ပါလဲမပါသေးဘူး လို့ဆိုရိုက်ပါနော်။ဘာကြောင့်မပါသေးဘူးလို့ဆိုရပါလိမ့်မယ်လို့ဆိုတော့ကိုယ်ရည်ထဲနဲ့နေတာကိုကိလေသာရည်ထဲမှာနဲ့နေတယ်။ကြားလို့ချင်းချင်းအတဝဆိုတဲ့ဝဲတဲ့ကိုလဲရတော့မယ်။ကိလေသာရည်မျောလို့ချင်းအတဝရည်ထဲမှာလဲရတော့မယ်။လဲပြီးဒီကလာအောက်ကန္တရာရဲ့ပဲလေးပါမြုပ်သွားတော့မယ်။ဒါလိုပဲ လောကိကိစ္စရနဲ့မဟာသေးဘူးမလတ်သေးဘူးလို့ဆိုတဲ့အသေးပဲလို့ဒကာရမတွေကဩငါမျောနေတာဝဲရဲရောက်တော့မယ်ဝဲရဲရောက်မြုပ်ရတော့မယ်ဒါတွေကိုဒကာရမတွေကမသိတော့မဟာသေးဘူးဆိုပြီးကြတာကိုယ့်ကိုယ်ကိုမျောနေတာလည်းမကယ်တင်ဝဲရောက်မှာကိုလည်းမကယ်တင်မြုပ်သွားမှာကိုလည်းမကြောက်လားဆိုတော့ဒီဖြစ်ဟာဖြစ်ဆိုလို့မှတ်လိုက်စမ်းနားလည်ကြ တရားနာဆိုရပါလို့ပါလိမ့်ကိုယ်ကိုကဲတင်တဲ့အလုပ်ကိုတရားဓမ္မတွေကိုယ်ကိုမှမသနာလို့မနာပြစ်ဘူးဆိုတဲ့စင်ကြယ်လုံးမှာတရားကျယ်ရုံလာဘူးလို့ကြက်စရာကောင်းဆုံးလုပ်တယ်ညာတက်ရကြအဲ့တရားနာကျင်တိုင်းကျင်တိုင်းတရားထုကျင်တိုင်းကျင်တိုင်းပုဂ္ဂိုလ်ကမျောနေတယ်ကိလေသာရည်တယ်တော့ကြာ အသောဆိုတဲ့အဝိဇ္ဇာသောဒိဋ္ဌာသောအဝိဇ္ဇာသောဆိုတဲ့ဒကာဓမ္မတို့သစ္စာမသိဘူးဒိဋ္ဌာသောဆိုတဲ့ငါ့ကိုငါ့အချင်းမှုကာမသောဆိုတဲ့ဘုံဘဝတွေဆူတောင်းပြီးကိုယ်ဘဝတွေကိုယ်သားရနေတာကလည်းဒါဝဲတဲ့နေတာဘဝသောဆိုတဲ့လည်းဘာတွေလူညာတွေလူပြီးဘဝတွေဆူတောင်းနေလိုက်တာအသေးတောင်းတာမှန်ပါဗျာ အဲ့ဒီဘဝတွေတရားဓမ္မတွေဒီဝဲတဲ့လက်ဒီကလာနေကြလဲမြုပ်မလို့သဲ့နေကြဘူးတရားဓမ္မတွေကတရားမှန်လာတော့မျောခြင်းတို့မျောလက်ခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်နေပြီကြောက်လို့ကိုယ်ကိုယ်ကိုယ်မတနာလို့ဥပ္ပခါထားလိုက်တယ်နဲ့တူလိုက်တာဘာနဲ့တူပါလဲဟောခင်ဗျားတို့ မသိလို့ခေါ်ပြောနေရတဲ့ဖြစ်စဉ်ကတော့ဥလာဘူးတို့တကယ်ကျဲတို့တကယ်သစ်တို့ဒီတိုင်းပဲမသိလို့ကခေါ်ပြောနေရရိမ့်မိပြီဒါဖြင့်ဒကာရမတို့တရားနာကျင့်တဲ့ပုဂ္ဂိုလ်တရားထုတ်ကျင့်တဲ့ပုဂ္ဂိုလ်ဟာမျောကျင်တယ်လို့မျောလက်ကျင်တယ်လို့လက်ရုပ်ကျင်တယ်လို့မြုပ်တဲ့လူကြီးကိုကိုယ်ကိုပြစ်ထားလိုက်ဘုရုပြစ်ထားလိုက် ပုဂ္ဂိုလ်ပြစ်ထားတယ်ဆိုတော့ဂရမတို့ခင်ဗျားတို့ရောင်းတာဝယ်တာကိုမြတ်တန်စံတာကိုဘုန်းကြီးများကမကြည်ညိုလို့မရသေးခြင်းလို့ဒီလိုပြောတယ်မရှင်နဲ့တဲ့ဝယ်ထဲမှာဆက်နေလို့မြုပ်သွားမှာဆိုရင်တို့ဂရမတို့ဉာဏ်လေးပြန်လှည့်ပါဦးခန္ဓာဉာဏ်ရောက်ကိလေသာဖြတ်တဲ့အလုပ်လုပ်ပါဦးဝယ်ရတဲ့အလုပ်လုပ်ပါဦး mẹ già mà mẹ vào cái tiền vào ông số đấy đấy về nè huynh nhà là đi học rồi cái gì công ông gì ở đó huynh nhà là cái mà cái cái này thế này đó là mà ăn nó thế này bảo chứ đó mà ăn bao giờ mà ra cái này là khánh mà ăn nên bao giờ mà vào đấy cái này là khánh mà ăn là cũng về nhà luôn mua gì luôn mua cho mà ăn là nhớ này là cũng về အမြဲမမသိတော့မအားရံနဲ့သူသုံးလိုက်မအားရံနဲ့သူသုံးလိုက်တော့သူရှုံးလို့သူမတွက်တယ်အမှန်တန်သိုးရတဲ့ဓမ္မတွေပဲလို့ပြစ်တင်လို့ရှိရင်လည်းခင်ဗျားတို့ခံယူပါပဲဒါရင်ကြတဲ့မအားရံအပြစ်သိကြပါလားမျောကြံပိုက်ချင်မြုပ်ချင်လို့သာမှတ်ပါ မျောခြင်းပိုက်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါလို့ဘုန်းကြီးဒကာဓမ္မတွေပြောလိုက်ရတယ်။ဒီဟာဒကာကျွေးညင်းဖို့များလူသေးလား။ဘူးမပြောနေတာမဟုတ်ဘူးဒီဥစ္စာစင်ကြင်လဲပဲကိုယ်စင်ကြင်နဲ့ကိုယ်အပဲလေးပါးသွားရတဲ့စင်ကြင်ဆိုတာကိုလည်းယနေ့သူးသူးချက်ချက်မှတ်လိုက်ပါ။ဘယ်သွားမှစင်ကြင်ပါ့။ အပယ်သွားရမယ်ဆင်ခြေကိုတနေ့တော့လည်းအာမထုတ်ပြီနောက်တနေ့လည်းအာမထုတ်ဖြစ်ဘူးနာလည်းမနာမိဘူးဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုဥပေက္ခထားလိုက်တယ်။ညောကြံလို့မြောကွာမြုပ်ခြင်းလို့မြုပ်ကွာဒါကကြည်ဒီရောက်မရောက်ဒါအမတန်သနာတဲ့ကရုဏာနဲ့ဘုရားဘုန်းကြီးဒီပြောဆိုနေပါတယ်ဆိုတာလည်းဒကာဓမ္မတွေကလေးစားစွာနဲ့မှတ်လိုက်ပါဘုရားဓမ္မရိတ် လိုတဲ့အဖြစ်ကဖြင့်မသိလို့လိုနေတာဆိုတော့ပေါ်ကြပါအဲဒါဖြင့်ခင်ဗျားတို့မအားလို့သာပုဂ္ဂိုလ်ကိုမတည်မကယ်တင်တော့ဘူးဆိုရင်ဖြင့်ခကြေးပြန်ကြလမ်းမရှိဘူးလူပြေကိုပြန်လာဖို့လမ်းကိုမရှိဘူးရေးမိကြအမတန်ဆိုးပါတယ်ဆိုတော့ပေါ်ကြခင်ဗျားတို့ကလည်းမသိကြဘူးကိလေသာရန်သူကမျောလိုက် အာတော့တွေကလှဲ့လိုက်တဘောကြဒိဋ္ဌိကမြုပ်ပလိုက်ဒါဖြင့်ကိလေသာကမြုပ်အာတော့ကဒကာရမတို့သံဃာရဲလေအောင်လုပ်ပြီးဒီကလမ်းမှာဒိဋ္ဌိကမြုပ်လိုက်တော့လေကျဲတက်လမ်းမြင်လေဒါရင်ခွင့်ရဒကာရမတွေအားလုံးပဲမိဖရှင်မင်းရဒကာတွေမတော်ဘူးဒီမြည်ကြီးမရှိတော့ကြောင့်ကိလေသာရင်ကြောမှာဖြင့်မမျောရအောင် တရားနာ၍တရားထုတ်ပါဆိုတာလည်းပြောနိုင်တဲ့ပုဂ္ဂိုလ်ရှိတုံးတာခင်ဗျားတို့ကြားပါလေဒီပြောနိုင်တဲ့ပုဂ္ဂိုလ်ကလည်းဒကာဓမ္မတို့ကြွယ်တော့မယ်ဆိုတာမှတ်ပါခင်ဗျားတို့တသက်နှစ်သက်ဆိုင်ဒီဆရာမျိုးမရှိတော့ဘူးအလုံးပါလာကြတဲ့ဆွမ်းမူပြီးဒီကလာတခါလဲကိလေသာမျိုးခြင်းတို့မျိုးဝဲဆက်ခြင်းတို့လက်မြုပ်ခြင်းတို့မျိုး ဒီလနဲ့ဒီစကံကလည်းတံပြီးသွားနေတော့မယ်ဆိုတာဖြင့်ဘုန်းကြီးဒကာရမတွေမှတ်ပါဒါဖြင့်ဒီချိန်လေးကိုမှကိုယ့်ကိုယ်ကိုမကယ်ရတဲ့ဉာဏ်လေးဆရာဘုန်းကြီးကသတိပေးတော့မှဒကာရမတွေကမလိုက်ညာဘူးဆိုလို့ချင်းဖြင့်နဲ့ကိုယ့်ကိုယ်ကိုတနာလို့စီးပွားရှာရလားလို့ထင်တော့ထင်ကြတယ်နော်မတနာလို့စီးပွားရှာရရင်းမိပါ သနာလို့သဘောသောဖို့ရနောက်လိုက်နေတဲ့ခါကြလို့ရှင်းရှင်းတဏ္ဍခိုင်းကြလို့လိုက်ပြီးဒီကကနေတယ်ဆိုတာဥလာဘူးသိချမှတ်ပါမှန်ပါပါဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကိုလေးစားစွာနဲ့ပဲသတိပေးလိုက်ပါလေခမရတို့ဩနောက်မှာမှားခဲ့ပြီဆိုတော့ဥပေကြီးသိမ့်တော့ဥပေကြီးသိမ့်လာတော့နာဝေကြီးသိမ့်လာတော့ဩလက်ကင်မရှိတော့ပါလားမှန်ပါပါညနာလုံးတွေလာတော့မှန်ပါပါ ုပဲနာပဲတက်လို့ရှိရင်ဘယ်နဲ့ကြီးကြလက်ကင်မရှိတော့ဒါကြောင့်လက်ကင်မရှိတဲ့ပုဂ္ဂိုလ်ဒုတိယညာလက်ကင်မရှိတဲ့ပုဂ္ဂိုလ်ဒုတိယပါဖြင့်ကံကံစီမံတယ်လို့ပဲခံရရင်မရှိတော့လေဆိုတော့ကံကလာပဲသွားကြောင်းကံတွေကများများဖြစ်ပြီးဒီကလာနေတော့ဘုန်းကြီးတရားဓမ္မတွေမသူစီမံရလိုက်ဒါကြောင့်ဆရာဘုန်းကြီးယနေ့တရားဟောနေတာ ဉာဏ်စင်မှန်ရလိုက်ကြပါဟုတ်ပါဘူးဒါလည်းဟောပါဉာဏ်စင်မှန်ရလိုက်ကြပါလို့ဒီလိုဘုရားတက်တို့ပြောနေအဲ့ဒါခမည်းတော်နားလဲထားရတာလဲထဲလိုက်တဲ့ဖြစ်ချင်းဘိုးကိုကံနေပြုထားတာရှိတာပဲဆိုတော့အင်းကံက30ဘုံကဲမှာသာသူဆက်ပြီးကြတာဩဝိနာပဲဒီလေးတွေကပေးမှာမှန်ပါပါ ဉာဏ်ကတော့ဟိုဘဲနာပဲသေဘဲဖြတ်ပြီးခါလာမဝေယမနာယမသေးရဖြစ်တဲ့နိဗ္ဗာန်ကိုအဲ့တော့ခင်ဗျားတို့ကကံစီမံရလိုက်မယ်ဆိုရသေးကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ခင်ဗျားတို့အာဟုမှုအလွဲတစ်ခုပဲကံစီမံရလိုက်ကြပြီအာဟုမှုအလွဲတစ်ခုလို့မှတ်လိုက်ခြင်းဒါကဆရာစင်းနဲ့တွေ့လို့ဆရာမန်နဲ့တွေ့လို့ဩဒကာဓမ္မတို့ ကံစီမံရမလိုက်ပါနဲ့ဉာဏ်စီမံရလိုက်စမ်းပါဆိုတာပြောလိုက်ပါဘုရားတကယ်ကြောက်ပါရဲ့ကံစီမံရမလိုက်ပါနဲ့ဉာဏ်စီမံရလိုက်ကြစမ်းပါဆိုတဲ့ဥစ္စာဖြင့်ထူးတိုက်ကုန်ပါဘုရားသဘောပါဘုရားဉာဏ်စီမံရလိုက်တော့ဉာဏ်ကကံဖြတ်ပြီဘုရားကံက ိုဘုံပရိသေပေးလိုက်ဓာတိဒုက္ခပေးလိုက်ဟိုဇရာဒုက္ခပေးလိုက်ဟိုဇရဒုက္ခပေါ့ဗျာဟိုဘုံနာဝဒုက္ခပေးလိုက်ဟိုဘုံသေးတဲ့ဒုက္ခကြီးပေးလိုက်ဆိုတာဇာဝရုပတိခင်ရတုံးဆိုတာဒကာစွတ်တို့ရေးပြီဘူးပါလိမ့်မယ်အဲဒါပြန်ကံဒီဟိုဘင်းနာဝေသေးဘဲကိုဒါသူပေးရတယ်ညာနာဟိုဘဲကိုဖြတ်နာဘဲကိုဖြတ်သေးဘဲကိုဖြတ်ပြီးတကာကအိုနာသေးလွတ်တဲ့နေရာကို သဘောပါဒါပြန်ဘယ်လိုစီမံရလိုက်တယ်ပါလေညာသင်္ကန်းစာသနာထောင်ရဗဒဂရမတို့အမနာကြားရခဲ့တယ်ဆိုတဲ့စကားတကားကျွဲမှတ်မိပြီခင်ဗျားတို့ကံပဲကံဖြစ်ချက်တယ်ခိုင်းရမှာပဲကိုယ်ကကံကောင်းလို့ထားလို့ရှိရင်လေနောက်အကောင်းဖြစ်ဖို့ပဲ ဘောကံမွဲလို့ဆိုရခြင်းနောက်ငွဲဖြစ်ဖို့ပဲကံညံ့လို့ဆိုရခြင်းနောက်ညံ့လို့အညံ့ဖြစ်ဖို့ပဲဆိုပြီးဒီကတည်းကဒီနေရာဘုဒ္ဓံထိုင်ချတယ်။ဟောသူစီမှန်ရမှတပါးကံစီမှန်ရမှတပါးဉာဏ်စီမှန်ရများရှိသေးသလားဆိုတာမောမမကြည့်မအောင်ဖြစ်နေကြ။ရှင်းရှင်းပါဘုရား။ဒါပြန်ခင်ဗျားတို့သေးသေးလေးတွေးပါယနေ့တရားဒီဘုန်းကြီးစဟောတဲ့နေ့ နေတိုင်းလည်းဆက်ပြီးဟောမှာပါပဲအဲ့တော့ဒကာဓမ္မတို့ဘုရုံတော့လိုက်ကြပါလားဩညာရှင်မယားလက်ရမယ်ဆိုတော့ညာဒီကားလို့ဆိုရင်ရှင်သမာဓိဋ္ဌိပါပဲဒကာကျော်သမာဓိဋ္ဌိကောင်းဆောင်လေစီလိုက်နော်ဒကာတို့ပင်ပါရလိုက်ကြသမာဓိဋ္ဌိကောင်းဆောင်တဲ့စီလက်ရလိမ့်မယ်ဆိုတာသိကြကြသိကြပါဘူးသူကတော့ ဘယ်ကိုပို့လိမ့်ဆောင်လိမ့်ယူလိမ့်ရှိပါလိမ့်မလဲလို့မေးတဲ့အခါကျတော့မှဩမဥမသိအမြဲနေတဲ့နိဗ္ဗာန်ပို့လိမ့်ဆောင်လိမ့်ယူလိမ့်ရှိတယ်ဆိုတာဘုန်းကြီးဂါရမတွေလေးစားဆိုတာမှတ်လားဒါပြင်ဒီကစားပြီးဒီကလာကံလို့ကြောင့်သံဃာထဲမှာအမျိုးမျိုးရှင်နေခဲ့ရတယ်။ညာလို့ပြောင်းပြီးဒီကလာစီစဉ်ဥမ္မာပဲဆိုတဲ့ဥစ္စာပြင်ယနေ့ဒီကရမတွေကဆုံးဖြတ်ချက်ချရတယ်။ ဒီနေ့ဗာဆုံးပြည့်တဲ့ဖြတ်ရညာလို့ကိုဆုံးပြည့်တဲ့ဖြတ်ညာစီမံရလိုက်ပါတော့မယ်ဆိုတဲ့အစတရားသိဆုံးပြည့်တဲ့ဖြတ်ကောင်းပြီဒါဖြင့်တန်ဒီကိလေသာဖြတ်သလားညာဒီကိလေသာဖြတ်သလားဆိုတာလည်းတရားကျွဲကဝေဖန်ဘူးတရားကြားကံဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသော ်ဘုန်းကြီးတရားဓမ္မတွေကိုအားကိုးထားတာဖြင့်မကိုးတဲ့သူတော့မဆိုလိုက်ပါဘူးတို့တော့အစ်စ်မရောက်ဘူးပေါ်ကြအစ်စ်ရောက်ပါတန်စီမှန်လာလိုက်တော့မယ်ဆိုလို့ဖြင့်ဖြင့်ဘုဘင်းနာဘေးသေဘေးတွေ့ရညာစီမှန်ရလိုက်တော့မယ်ဆိုတော့ဘုဘင်းနာဘေးသေဘေးမှာလူရဲရဧကမှာပဲရှင်းကြဒါရင်ဘယ်နောက်လိုက်ကြမလဲ ဖြင့်ယနေ့ကစပြီးခင်ဗျားတို့သကလုံးကြောင်းလိုက်ပါဦး။ကောင်းလက်ကံဆိုးလက်ကံပဲလို့ဆိုရဥစ္စာဒီကားလို့ဆိုရင်ညာစကားနားမလည်တဲ့ပုဂ္ဂိုလ်ကြီးအပြောအင်းဘယ်ပုဂ္ဂိုလ်ကြီးပြောပါညာစကားနားမလည်တဲ့ပုဂ္ဂိုလ်ကြီးပြောဆိုတာဖြင့်ရှင်းပါဒါကြောင့်ဒီနေ့သူတို့ရှားကြတဲ့ဓမ္မတွေညာစီမံရလက်ကြပါစေ။ သုံးပြည့်ချက်ဖြတ်ဘုရုစီမံရလိုက်ကံနောက်လိုက်ခဲ့တယ်ခင်ဗျားတို့ယခုရထားတာဒီကံပေးလို့ရထားတဲ့ခန္ဓာကြီးဆိုတာပေါ်ပါတယ်ကံကပြည့်ပြင်လိုက်တော့ကမ္မပြည့်ပြောဆိုတဲ့အတိုင်းမျိုးစစ်ဖြစ်ပြီးကျေးဇူးပြုလိုက်တာဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ်ကမ္မပြည့်ပြောကြပါရလားဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ် ဝိပါကကြည့်ကျုပ်ကိုသစ္စာဖွဲ့လိုက်တော့ခုကြည့်ရတဲ့ခန္ဓာကြီးပါသစ္စာ။ဩဘယ်နဲ့ကြံဒီဒုက္ခကြီးသလာကြီးရနေပါလိမ့်မလဲလို့ဒကာဓမ္မတွေကကိုယ်ပိုင်ဉာဏ်နဲ့တွေးလိုက်တဲ့အခါကျဩကံစိမှန်ရာလိုက်မှုကြီး။ဘောလာတာလေ။ပရိစီမှန်ရာလိုက်။ပါသစ္စာကြီးရ။ဩကောင်းတဲ့ကံဆိုးတဲ့ကံတို့ ငကိုယ်တော့ကဖြင့်သိုးကံပဲပြီးကောင်းကံအားကိုးမယ်သိုးပြန်တော့လေဥပိန္ဒရေသိသေးကိုပဲသူပေးပြန်တယ်ဒါဖြင့်သူရေလိုက်လွဲလို့သာဖြင့်ဒီဒုက္ခကြီးတွေ့ရတယ်ဆိုတာလေဘုန်းကြီးတွေကဓမ္မတွေနဲ့ခန္ဓာကသက်သေခံပါဘူးဘုရားသက်သေခန္ဓာကလည်းကိလေသာမေးလာတဲ့ခန္ဓာကြီးရတယ်ဒီဝိပြည့်တဲ့ခန္ဓာကိုယ်ကြီးရပါဘူး ရထားတယ်လို့ဆိုတော့သိကြပါအင်းဘုရားရှင်မယားရှေ့ကလက်ခဲ့လို့ပါဘုရားရှင်ဩညံရှင်မယားကိုသာရှေ့ကလိုက်ကြတာမယ်ဆိုလို့ရှိရင်ဒီဒကာဓမ္မတွေကသူချမ်းသာရှေ့ဧကံဖြစ်ကုန်ကြပြီအခုတော့ဘယ်နဲ့ဖြစ်နေကြတာတနေ့ကလေးဘုရားဖြစ်လို့တော့ဒီတရားပေါ်မှာမမလို့ဖြာရှေ့တောင်လာဖို့မမြင်ဘူးဖြာ ဘယ်သူစီမံရလိုက်လဲနောက်တော့သေကြဲ့ခရားတပည့်တော်ပဲဖြစ်နှမျောပါလေအဲရော့ပြန်ထုတ်လိုက်ရကြဲ့အဲနှမျောကြရပါလားတပည့်စီမံရလဲဒီပြေဆိုးကြီးသိကြကြဒါဖြင့်ယနေ့ကြောင်းကြတယ်ဘယ်လိုကြောင်းကြလဲ ဉာဏ်စီမယကိုတပည့်ရတော့ဖျင်ပြောင်းကြီးပြောင်းပါတော့မယ်ဆိုတာတကားသိရေဆုံးဖြတ်ချက်မလိုက်မလိုက်မလိုက်တော့ဘူးလို့ဆိုတော့ဆုံးဖြတ်ချက်ဖြင့်တကားကျွေးတော့ဥလာဘူးလို့ချရတယ်မယ်မချရင်တော့ကကဲဒါဖြင့်ဉာဏ်ကိုကျေးဇူးပြုတဲ့တရားရှာကြသူတပည့်ရတော့ဉာဏ်စီမယကလိုက်ပါတော့မယ်ဘုရားရှင်ဘုရားပြောတဲ့အတိုင်း နဂုကမျက်စိတွေပေါ့ွားပြီးကံလာကံစီမှန်ရလက်ခဲ့ဒီခုတော့ဖြင့်မင်းပဲသူပဲသဘောပဲနဲ့အနာကိုကြီးကလည်းရင်းရင်နှွဲ့နေတယ်ကိုယ်စိတ်သဘောယောဂတွေကတော့ဝိုင်းရနှိမ့်ဆက်နေတာနဲ့ကံစီမှန်တာလိုက်မှုဖြင့်တပည့်ရဲ့တို့အနာကင်းရှင်းပါဘူးဆိုတာတောင်သိဖို့မလွတ်တာလည်းသိပါပြီမှန်ပါပါဘုရားဒါမှလို့ဆိုတော့ကအနာကင်းရှင်းပါဘူးမှန်ပါပါဘုရားအဲ့ဒါသိဖို့လွတ်တယ်မှန်ပါပါဘုရားကိုယ်ဝန်းနာတော့မှန်ပါပါဘုရားမလွတ်ပါဘူး ဲ့ရှင်ပါကူတို့အဖြစ်ကိုအစကမြပြန်ပြီးဒကာဓမ္မတွေပြောရမယ်ရှင်ပါကူဖြင့်မဖြစ်ခြင်းဘူးလို့လာလိမ့်မယ်။ဘယ်နဲ့ကြောင့်လာမလို့ရှင်ပါကူကငန်းလို့ခံရတာ။ကဲဒကာသက်ငန်းလို့ခံရတဲ့ရှင်ပါကူတို့နှစ်ပါးပြီးတော့ခင်ဗျားတို့ကခင်ဗျားပြောတာညာနဲ့အနာကင်းရှင်ပါကူစံလာရှင်ကိစီဖြစ်ရပါလို့ဤဘာလို့တာတော့ခင်ဗျားတို့မသိကြတာဆိုး မသိတဲ့ကဲသောဝပိကရနေတဲ့ပြဘုန်းကြီးဓမ္မတွေဩဘုန်းကြီးသနာရတယ်လေခင်ဗျားတို့တွေးကြပါနော်ဘယ်လိုကြောင့်သနာပါလဲဆိုအနာကင်းရှင်ပါကုဆိုတော့အရှင်ပါကုကြောင့်ဘုံဘုံမသိလို့သူတို့ရှင်ပါကုဖြစ်နေတာပဲဟုတ်ကဲ့လားအစင်းကရှင်ကေစီဆိုတော့ရှင်ကေစီကြောင့်ဘုံဘုံမသိလို့ရှင်ကေစီဖြစ်နေတာ ဘောကြရင်ကြီးကြီးကိုဥပင်းနာပဲဒီပင်းနဲ့ရှာမှတွေ့သေးရဲ့ဟာဘေးရရန်ပြီးစိတ်စိတ်ကျရှင်ပါရှင်ရှင်ကြီးစီဆက်ရှာကြံလို့အနာကင်းရှင်ပါကူတဲ့ဒီဘဲကြီးဝင်သွားတဲ့ဥစ္စာအနာရှိလို့ပြေတာပေါ့ဗျာအနာမရှိရင်အဲ့ဒါခင်ဗျားတို့ကအာကြပြီးကြလားသူများရေးထားတဲ့စာကိုလမ်းဆုံးနေတယ်ဘုန်းကြီးကသနာရယ်လို့ပြောတာတကယ်ကျွဲကစကားကြည့်တယ်လို့ဆိုခြင်းလေးဟုတ်ပါပါဘုရား သိုးစရာမလိုပါဘူးရှင်းကြဘုရားရေနာကင်းရှင်ပါကူမြတ်သဘောကြသည်အစင်းတော်ရှင်ပါကေစီကိုမကြနဲ့တော့ကြလို့ရှင်းသေရင်သေးလို့သာမှတ်ပြီတော့ကြရင်သေရင်သေးလို့သာမှတ်ပြီတော့ငားမျိုးခံရင်သေးလို့သာမှတ်ပြီသဘောကြဘုန်းကြီးတွေကပြောတယ်ကြားတယ် တပည့်တော်ပြန်ဒီဥစ္စာမိဘရိုးရာသောက်ကလေးကလည်းရေးထားတော့တပည့်တော်ပြန်ဒါနှုတ်ကိုတက်နေတာပဲအဲ့နှုတ်တက်မှုကလည်းအတော်ဆုံးမဆုံးလားဆိုဒုက္ခသစ္စာသူတောင်းယူလို့ဆိုပါတယ်ပြောလိုက်ဒါကြောင့်ပြောပါတယ်အခုလည်းခင်ဗျားတို့ခန္ဓာကြီးကရောဂတော်ယောဂမျိုးစုံကိန်းအောင်တာခန္ဓာလို့ဆိုတော့ ရှင်မဂ္ဂသီတို့ရှင်ဘာကုတို့ယောဂပြည့်နေနေတယ်။ဒါခင်ဗျားတို့ကသူတို့လိုပဲယောဂပြည့်ရပါလို့ဤမျိုးလှုပ်ရှင်လေး။ဒါကတဲ့နောက်ထပ်မယူးနဲ့နော်။ဃာရမရေဒါကကျွဲလို့နောက်ထပ်ယူးခြင်းလေးလား။ပြင်းရင်ပေါ်ပြတဲ့ဆရာနဲ့တွေ့ပေါ့ဗျာ။ကံကောင်းလို့အဲဒါကတဲ့မသေးတာပြတ်ရှင်။ငါးကြည့်တယ်ယူပါ။ သိပြတာသတိရေးတရားကဓမ္မကြီးနဲ့ဖွဲလိုက်တာလေကံကောင်းလို့မရှိရှင်ဘာကုဖြစ်စဉ်ခင်ဗျားတို့ဓမ္မကြီးနဲ့ဝန်ထဲကဖွဲတာကိုအလံကြားမခံရဘူးငါကြီးကလည်းသားတဲ့မှပြီးရှင်ဘာကုကိုမျိုးသွားတော့ခင်ဗျားတို့အမျိုးခံနိုင်မှာဒါဖြင့်ရှင်ဘာကုဖြင့်စုမတောင်းရပါရှင်ပါကူမှာတို့ချိုးအခုသိမ့်သွားတဲ့ ရှင်ဘာကူရောက်ရဖြစ်တဲ့နိဗ္ဗာန်လို့ဒါတပည့်တွေလို့ပြင်ရောက်ပြရစီဖျားအဲ့ဒါမှနာကင်းတယ်ဖျားဆိုတာကောင်းကောင်းရိပ်ပြီကောင်းပြီဒါတွေကစမိလို့ပြောတော့ခင်ဗျားလည်းနှုတ်တယ်နေတာတွေအလကားတွေဘာမှမဟုတ်တာတွေတုတ်တယ်ပြီသူများဥစ္စာသူများရဲ့ကစားလမ်းဆုံးနေလို့တကယ်ကြွယ်ချွတ်တို့မှာအခက်ကျင်သွားဝိညာဉ်တော်သဘောပါပါတယ်နော် ကရင်ဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေမှာကံလမ်းလိုက်နေလို့ငမ်းမြူခံရပြီခါဉာဏ်လမ်းမလိုက်နေလို့ဒုက္ခမျိုးစုံတွေးရပြီခါကဲတရားဓမ္မတွေကတက္ကိစ္စသမိကိစ္စဆွေကိစ္စမျိုးကိစ္စမင်းကိစ္စသုကိစ္စမိဘေတို့သုဘေတို့ခိုးဘေတွေနဲ့ကုန်းလိုက်တဲ့ငွေတွေလည်းမနှဲကြဆရာလည်းရတယ်ပမန်းလိုက်ပမန်းပါ ဩဒါဘယ်နဲ့ကြောင့်ကျုံပါလိမ့်မလဲလို့မေးဘုန်းကြီးကဆိုလို့ရှင်ခန္ဓာရလို့ဘယ်လိုမှတ်ကြခန္ဓာရလို့ဖြစ်ဆိုကျုံပါလေဒါကဓမ္မလို့ဘယ်လိုမှတ်ကြဒါဖြင့်ခန္ဓာဆိုတာဒီကားလို့ရှင်ဇာတိဗရမလနာတွေစပဝါပဖြစ်နေတော့ကြောင့်ခန္ဓာဘယ်ခန္ဓာစုတောင်းလို့ရှင်ဖြင့် ဇတိမိကမ္မပါလို့ဇရမိကမ္မပါလို့မရဏမိကြီးလောင်ပြီးကာလရွပြင်ထိုးရပါလို့တခဏစစ်ကောင်းတဲ့ပုဂ္ဂိုလ်ဒါပဲလားဒါပြင်ပါရသေးအဲ့ဒါတွေကိုညာနဲ့အဆုံးကြည့်အောင်ကြည့်လိုက်တော့မှသစ္စာညာနဲ့အဆုံးကြည့်လိုက်တဲ့အခါကျတော့မှဘုန်းကြီးတရားဓမ္မတွေအလွဲကဖြစ်တန်းပုံခဲ့ပေါ့ဟုတ်ပါဘူးသွားကြည့် အလောတန်းကုန်ပြီလို့ကိုယ့်ဟာကိုယ်သွားပြီတယ်ဆိုတာကရိပ်မိအေးဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေဒီခင်ဗျားတို့ယခုနေတဲ့အနေလေးဟာဘာမှမဟုတ်သေးဘူးဆိုတာကိုလည်းတရားကျွန်မှတ်လိုက်တယ်မှန်ပါဗျာကိုယ်ခဲရမချောင်းနိုင်နော်မှန်ပါဗျာနာဝေးရောမှန်ပါဗျာပေဝေးရောမှန်ပါဗျာဟောမချောင်းနိုင်တဲ့အဲမှာပဲနောက်ထပ်တစ်ခါမချောင်းနိုင်တဲ့ပြည်စည်းမျိုးရပါလို့ရှင်ဖြင့်နှခါမိုက်ကြတော့မယ် လိုဆိုကြအဲယခုခန္ဓာကြီးမှာလက်ဆက်ကမသက်ရသေးဘူးဒုက္ခဘဝရဲ့နှွဲလို့မရှိသေးတယ်နောက်ခန္ဓာဒုက္ခသစ္စာကြီးကိုလူမင်းချမ်းသာနမင်းချမ်းသာလို့သူများကချမ်းသာလိုက်ချမ်းသာကောက်ကိုဒကာရမတွေကပြောကံရားနဲ့ရမ်းကြိုက်နေတဲ့တွေ့တဲ့ဆင်းရဲပဲပြန်ရကြအောင်ဒါဖြင့်နှခါလိန်တော့ဖြင့်တကယ်ပြမခံပါနဲ့ နှကံမားတော့ဖြင့်မမားပါနဲ့တော့ကိုအကျဉ်းချင်းဆိုတဲ့သမားများတော့အမှတန်းကုန်နေပြီမဆိုးရဘူးလားအေးဒါကြောင့်ရှင်ပေးမဲ့ဆရာရှင်ပေးမဲ့ဆရာနဲ့တွေ့တော့မှခမည်းတော်အမှားကြီးကိုမပြင်းတော့မရှင်တော့ပါဘူးဆိုလို့ရှိရင်တန်လျာဖြင့်အရှုံးကြီးရှုံးပြီးကာလမျက်ရည်ဆက်လင်းတဲ့ပဲဘဝတိုင်းဝิญဉ်ချိုးရတယ်မှန်ပါပါ ဆံမနေနာအဲဒါကြောင့်ဒီကောင်တော်ရေမမိပါရေအတော်ဘူးသောမိဒီမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်ဒီနေ့တရားဟာဩကံလာမလိုက်ခဲနဲ့ညာလန်းကြိုးစားတော့မယ်ဆိုတဲ့ဥစ္စာတရားဓမ္မတွေသုံးပြည့်ချာပြီးကြောင်းတင်ပါပြီဆိုတာကိုပဲသတိပြလိုက်တာ